့ Ultra Four ကိုကိုစားပြုတ်ထားတဲ့ United ကြာစီတဲ့ပရီးမီယာလိုင်းမိန်လာအမြောင် Manchester Force ကနေပြန်လည်ကြိုလိုက်ပါရင် Manchester United ဟာ2025-26ဘောလုံးရာသီအတွက်ကြာစီအသစ်ကိုတရားဝင် ထုတ်ပြလာပြီဖြစ်ပြီးကြာစီကလည်းအမှန်တားနေတဲ့အသေးပဲပြေးသွားတဲ့ကြာစီတစ်တည်းဖြစ်နေပါရင်ဒီရာသီအတွက် United Sponsor က Editor ပဲဖြစ်ပြီး Yemen Sponsor ကတော့ Snack Dragon ကပဲဆက်လက်ပါဝင်ထားပါရင်ဒီကြာစီက United အစင်အားကိုမပြည့်စည်ရအောင်ထိန်းသိမ်းထားပြီး2024-25ဘောလုံးရာသီဒုံကဒီဇိုင်းနဲ့လည်းအတော်ကွဲပြားလာထွက်လာခဲ့ပါရင် ဒါကြောင့်လည်းပြည်ထောင်စုလိုချင်နေကြတဲ့အသင်းရဲ့ပုံစံအစ်စ်ကိုစတင်ဖို့ဂျာစီအစ်စ်ကနေပထမဆုံးခြေလှမ်းကိုစလှမ်းရမှာလည်းဖြစ်ပါတယ်။တရားစီဂျာစီအတွက်အဓိကထူးခြားချက်ကတော့တင်တောင်းဒရင်းလိုခေါ်ကြတဲ့အိမ်မက်ကားဆက်ယုံအော်ချွတ်ဖို့ရဲ့ဘီတုကလက်ရာတွေနဲ့အနှစ်သာရကိုပင်မသင်းဖြင့်ရေးဆွဲထားတာဖြစ်ပါတယ်။အော်ချွတ်ဖို့1930မှာစတင်ဖွင့်လှစ်ခဲ့ပြီး United နဲ့အင်္ဂလန်အသမိုင်းတစ်လျှောက်အကောင်းဆုံးကစားမလို့ဆိုရမယ်။စာဘော်ဘီချာတန်ကပြည်ထောင်စုအားလုံးနှစ်သက်ကြတဲ့အိမ်မက်ကားဆက်ယုံဆိုတဲ့နာမည်ပြောင်းကိုပေးခဲ့ပါတယ်။ ဟိုတယ်ဖို့ဟာဖွင့်ခဲ့တဲ့135နှစ်အတွင်းမှာမြေမှုသမားကြီးအကောင်းဆုံးအလှပဆုံးစိတ်ထဲမှတ်မှတ်ထင်ထင်ဆွဲမိစရာဘောလုံးကွင်းအဖြစ်သတ်မှတ်ခံရပါတယ်။ဒါကြောင့်ဟိုတယ်ဖို့ဟာအဲ့ဒီတိုင်းအောင်အများဆုံးဘောလုံးကွင်းကြီးဖြစ်ရက်တည်နေတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာဘုံတန်သင်ခဲ့ရတဲ့ကွင်းအိုကြီးကိုပြုပြင်ဖို့အတွက် United ဟာအင်းကြီးချင်းညီလေး Manchester City ကအင်ကွင်းငှားသုံးခဲ့ရသေးတယ်လို့အဖြစ်ပြက်တွေအများကြီးကြုံခဲ့ရပါသေးတယ်။ ဒီလိုအခက်အခဲတွေကိုခက်ခဲနဲ့ကြော်ပြဲခဲ့ရတာတော့ Ultra 4ကတော့ဆယ်စုနှစ်ပေါင်းများစွာမမမမရဲ့တည်နေခဲ့ပါတယ်။ဒီတော့ Ultra 4ကိုကွန်ပျူတာဂျာစီဆိုတာအသစ်ပြန်လဲစတင်မဲ့အသင်းအတွက်အလိုက်ဖတ်ဆုံးပါပဲ။ဂျာစီရဲ့ပကုံးပေါ်ကအဖြူအောင် line ၃ဆင်းဟာအခုဆိုရင်တော့အနက်အောင်အဖြစ်ပြောင်းလဲသွားသလိုရေဘက်ပေါ်မှာလည်းထင်ရှားတဲ့အနက်အောင် line နဲ့ကြောင်းအသစ်ပါဝင်လာခဲ့ပါတယ်။ဒီဂျာစီကပွဲနေမရှိတဲ့ရက်တွေမှာတော့ Ultra 4ကိုအမှတ်ရနိုင်စေဖို့အထူးအရွယ်ထားတယ်လို့ဖော်ပြထားပါတယ်။ယူလိုက်တဲ့ဂျာစီအသစ်ဟာဝိစင်လိုက်တိုင်းအသင်းရဲ့ပရိသတ်9400ဆန်းနဲ့ကွင်းကြီးကိုပကုံးပေါ်မှာ ချမ်းကျင်ထားရတယ်လို့ခန်းစားရအောင်ဂျာစီရဲ့ကုတ်မှာတေးတော်တွင်းဆိုတဲ့စာတန်းကိုလည်းရုံးထားပါသေးတယ်။ဒီတော့ဒီဂျာစီကိုဝစ်စင်ရတဲ့ကစားသမားတွေကအသင်းရဲ့သမိုင်းကိုတည်ဆောင်ပေးနေရသလိုဂွန်ဦးစွာနဲ့ဝစ်စင်တိုက်ပွဲဝင်ရမှာလည်းဖြစ်ပါတယ်။ဂျာစီရဲ့အချိန်မှာတော့ United ရဲ့ပင်မအရောင်အနီးကိုဒီဇိုင်းပြင်ဆင်ထားပြီးထည့်သွင်းထားပါတယ်။လက်မောက်မှာထည့်သွင်းထားတဲ့အနာကော့တေကဒီဇိုင်းတက်တက်မဟုတ်ပဲ Ultra Four ရဲ့ KSS ဖြတ်တန်းခဲ့ကြတဲ့မျက်ခင်းပြင်နဲ့ပွဲချင်းစဉ်နေကရဝင်ကစားသမားပေါင်းများစွာဖျက်ရှောက်ခဲ့ကြတဲ့အဝေးလဲကန်အုံမင်တို့ကိုကိုးစားပြုပေးထားပါတယ်။ ဂျာစီရဲ့ကော်လံကိုလည်းတမျိုးစမ်းသစ်ထားပြီးဂျာစီရဲ့ဒီဇိုင်းနဲ့လိုက်ပတ်အောင် V-neck ကော်လာမှာအဖြူအနက်အနားကွက်လေးတွေထည့်သွင်းပေးထားပါတယ်။ Rocher ဖို့ကပြီးခဲ့တဲ့နှစ်အနည်းငယ်ကနေစလို့ရုံရင်းလာခဲ့ပြီးအသင်းမှာကြွက်တွေတွေ့ရတာအမိုးတွေပေါက်နေတာမျိုးတွေကြုံလာနေရပါတယ်။ဒီအတွက်အသင်းပိုင်ရှင်အသင်းစာဂျီရက်ကလေးက Rocher ဖို့ကိုပဲအသင့်မွန်းမှန်ရမလား၊ကမ္ဘာအခမ်းအနားဆုံးကွင်းတင်ကြီးကိုပဲအသင့်တည်ဆောက်ရမလားဆိုတာတိုင်ပင်ချိန်ဆနေပါတယ်။ဒါပေမဲ့လက်တွေ project ကို2030မှာစတင်မှာဖြစ်တာကြောင့် United ဟာ Rocher ဖို့နဲ့ပဲဆက်လက်ရှေ့ဆက်နေရအောင်ပါပါ။ ဒေဂျာစီအသည့်ဟာရွှေရောင်တောက်ပခဲ့တဲ့အတိတ်တပိုင်းကိုပြန်ပြောင်းသတိရစေရုံနဲ့မကပဲဝစ်စင်ရတဲ့အရန်ကိုအဆင်ပြေပါတယ်။ဂျာစီကိုဖန်နီးရမှာနောက်ဆုံးပေါ်အဆင်ပြေအားကစားဝင်ဆောင်နေပညာကိုအသုံးပြုထားတာကြောင့်ကစားသမားတွေပွဲနေတွေမှာတက်တောက်တက်တာဝစ်စင်ကစားနိုင်မှာပါ။ပရိသတ်တွေအတွက်ဖန်ပါရှင်းဂျာစီမှာတော့နေဝင်လေးချွတ်ကောင်းတဲ့အသားကိုသုံးမိထားပြီးချွေးဆုပ်ဖို့ကိုအဓိကရည်ရဲထားတာကြောင့်ဝစ်စင်သူတွေကအေးအေးလေးနဲ့ဒီနေ့ကုန်ချွေးမဆုပ်ပဲနေနိုင်ပါလေဖြစ်ပါတယ်။ယူနိုက်တက်ဟာသူတို့ရဲ့ဂျာစီအသစ်ကိုလီယူနိုက်တက်နဲ့ဆွေဒင်မှာခြေစွမ်းပွဲစတင်ကစားမယ့်ဇူလိုင်လ10ရက်နေ့မှာပထမဆုံးအကြိမ်စတင်ဝစ်စင်သွားမယ်လို့သိရပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ